င်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်သွားမှာဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးလေနင်းသမောဆေးလုံးအပြီးမှာဗီနီဇလဘက်ကဆွေးနွေးခြင်းနဲ့ဆန္ဒရှိလာတယ်လို့ထရန့်ကပြောကြားလိုက်ပါတယ်ဘယ်မြေပေါ်မှာမဆိုပါလက်စတိုင်းနိုင်ငံထူထောင်ရေးကြိုးပမ်းမှုမှန်သမျှကိုစန့်ကျင်သွားမယ်လို့နေတန်ယာဟုကသတိပေးလိုက်ပါတယ်ရုရှားကိုယူကရိန်းနိုင်စရာအကြောင်းမရှိဘဲ EU က U လို့ပံ့ပိုးနေတာလို့ဟန်ဂရီဝန်ကြီးချုပ်ကဝေဖန်လိုက်ပါတယ် ဒီသတင်းနဲ့အတူထိုင်ဝမ်အရေးဂျပန်နဲ့တရုတ်တကယ်ဖြုတ်ကြမှာလားဆိုတဲ့သုံးသပ်ချက်ပါတင်ဆက်သွားမှာဖြစ်ပါတယ်။ကာရီဘီယံပင်လယ်ပြင်ကိုအမေရိကန်ရဲ့ဤပညာအဆင့်မြင့်ဆုံးလီနီသမောဆီလုတ်ခဲ့ပြီးမှာဗင်နီဇွဲလားတာဝန်ရှိသူတွေဘက်ကဆွေးနွေးခြင်းနဲ့ဆန္ဒရှိလာတယ်လို့သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုနဲ့ဆွေးနွေးဖြစ်နိုင်ခြေရှိပြီးတော့ ဘလို့ဖြစ်လာမလဲဆိုတာတော့ကြည့်အောင်မယ်လို့ Trump ကသတင်းတော့တွေကိုပြောပါတယ်။ကမ္ဘာအကြီးဆုံးလေနင်သမော USS Gerald Ford ဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေနှိမ်နှင်းဖို့ Caribbean ပင်လယ်ပြင်ထဲနိုဝင်ဘာလ16ရက်နေ့မှာရောက်ရှိလာတယ်လို့ရေတပ်ကထုတ်ပြန်ပါတယ်။ဒီတက်ဖြတ်မှုဟာရေတပ်သမောဒါဇင်ချီနဲ့တပ်ဖွဲ့ဝင်12000နီးပါးပါဝင်ပြီးတော့ Caribbean ဒေသမှာ35နှစ်အတွင်းအကြီးမားဆုံးစစ်အင်အားချထားမှုလည်းဖြစ်ပါတယ်။ဒီစစ်စင်ရေးအတွင်း စက်တင်ဘာလကလေးကငွေရစင်မှောင်ခို၄လို့ယူဆရတဲ့လှေတွေကိုတတ်ခိုက်ခဲ့ရမှာလူ80ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ဒီမူရခိုင်းကိုသမရမာဒူရိုနဲ့သူ့အစိုးရအရာရှိကြီးတွေကဥဆောင်နေတယ်လို့လည်းအမေရိကန်ဘက်ကစွပ်စွဲထားပါတယ်။သမရမာဒူရိုကတော့အမေရိကန်ဟာစစ်ကိုအကြောင်းရှာဖန်တီးနေတာဖြစ်ပြီးတော့ငြိမ်းချမ်းရေးလူလားကြောင်းနဲ့နောက်ထပ်လီဘီးယားတို့အာဖဂန်နစ္စတန်တို့လိုမဖြစ်စေချင်ဘူးလို့ CNN နဲ့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဘယ်မြေပေါ်မှာမဆိုပါလက်စတိုင်းနိုင်ငံထူထောင်ရေးကြိုးပမ်းမှုမှန်သမျှကိုစန့်ကျင်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကထပ်မံသတိပေးလိုက်ပါတယ်။နိုဝင်ဘာလ18ရက်နေ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှပါလက်စတိုင်းလွတ်လပ်ရေးတကားပွင့်လာစေနိုင်တဲ့အမေရိကန်ထောက်ခံထားတဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုမဲခွဲဆုံးဖြတ်မှုမတိုင်မီမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညှိနှိုင်းပေးထားတဲ့ အစ္စရေးဟာမတ်အပြစ်ခတ်ရက်စဲမှုနောက်ဆက်တွဲဖြစ်အခုဆုံးဖြတ်ချက်မူကြမ်းကိုမဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်ဂါဇာကမ်းမြောင်မှာအသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေးနဲ့ယာယီအပြည်ပြည်ဆိုင်ရာတည်ငြိမ်ရေးတပ်ဖွဲ့တွေခြားထားဖို့အစီအစဉ်ကိုလုံခြုံရေးကောင်စီကထောက်ခံဖို့မဲခွဲကြမှာဖြစ်ပါတယ်ဆုံးဖြတ်ချက်နောက်ဆုံးမူကြမ်းထဲမှာအနာဂတ်ပေါ်လစိုင်းနိုင်ငံပေါ်ပေါက်ရေးဆိုတာကိုကြီးညွှန်းထားပါတယ်ဒီချက်ကိုပဲအစ္စရေးအစိုးရဘက်ကအသေးအတန်ကန့်ကွက်နေတာဖြစ်ပါတယ်ဗန်နန်နမိတ်မှာမဆို ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှာကိုကျုပ်တို့ရဲ့စန့်ကျင်မှုကပြောင်းလဲမသွားပါဘူးလို့နေတယ်ဟာဦးကကက်ဘိနက်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်ဝင်ပေးတာဟာဟာမတ်စ်ကိုဆုချသလိုဖြစ်မှာဖြစ်ပြီးတော့အစ္စရေးနယ်စပ်မှာဟာမတ်စ်အုပ်ချုပ်တဲ့နိုင်ငံကြီးတစ်ခုပေါ်ပေါက်လာစေနိုင်တယ်လို့နေတယ်ဟာဦးကအခိုင်အမာပြောဆိုထားပါတယ်ခင်ဗျာ။အနာခွန်နီဖာလ်နက်ဂတ်ဇေဘီခေါ်လကောခ်မရှုမ်ရှာနခွန်မဒီနတ်ခေါက်ဒန်ဒီနတ်ခေါက်ပိုအဲလက်လဖီခေါက်ရုရှားကျူးကျော်မှုအပေါ် ယူကရိန်းဘက်ကအနိုင်ရစရာအကြောင်းမရှိဘဲဥရောပသမဂ EU ကဗန်နာရေးရဆက်လက်ပံ့ပိုးနေတာဟာယူလိုပဲလို့ဟန်ဂရီဝန်ကြီးချုပ်ဗစ်ကာအော်ဘန်ကပြောကြားလိုက်ပါတယ်။နောက်နှစ်အတွက်ယူကရိန်းကိုဗန်နာရေးရဆက်ပံ့ပိုးနိုင်ဖို့ဥရောပနိုင်ငံတွေကအသေးအတန်ကြိုးပမ်းနေရပြီးတော့ရုရှားယူကရိန်းမကြခင်အပြစ်ခတ်ရက်ဆဲမယ်ဆိုတဲ့မျှော်လင့်ချက်ကလည်းမှေးမိန်လာတဲ့အချိန်မှာ အော်ဘန်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ယူကရိန်းအတွက်ဗန်ဒါရေးထောက်ပံ့မှုဟာဥရောပကိုစီးပွားရေးဗန်ဒါရေးရတတ်နေတယ်လို့ဖြစ်စေပြီးတော့ယူနှံ့ရရောက်တယ်လို့ဂျာမန်မီဒီယာဂရုက်ဇာစပရင်ဂျာနဲ့အင်တာဗျူးတစ်ခုမှာအော်ဘန်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဟန်ဂရီဟာအရင်ကလည်းရုရှားပေါ်ဥရောပသမ္မတရဲ့အရေးယူပိတ်ဆို့မှုတွေကိုထတ်တိုးတာယူကရိန်းအတွက်ဗန်ဒါရေးထောက်ပံ့ပေးတာတွေကိုစန့်ကျင်ခဲ့ပါတယ်။ရုရှားရင်နံပေါ်အမေရိကန်အရေးယူပိတ်ဆို့မှုမှာလည်း ခင်းလုတ်ခွင့်ရရှိဖို့နှိုးဆော်ခဲ့ပါတယ်။ကျုပ်တို့ယူရို185ဘီလီယံမီးရှို့ပြီးသွားပြီ။ဒီထက်ပိုပြီးထက်ရှို့ဖို့လဲရည်ရွယ်နေကြတယ်။စစ်ပွဲနိုင်စရာအကြောင်းမရှိတဲ့နိုင်ငံတစ်ခုကိုကျုပ်တို့ကဗန်နာရေးပံ့ပိုးနေတာပဲလို့အော်ဘန်ကဝေဖန်ခဲ့ပါတယ်ခင်ဗျာ။တချိန်ကဖော်မိုဆာကျွန်းလို့လည်းခေါ်ကြတယ်ထိုင်ဝမ်ကျွန်းအရေးကြောင့်အာရှအင်အားကြီးနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ဂျပန်နဲ့တရုတ်ကြားမှာ တင်းမာမှုအမြင့်ဆုံးရောက်လာပါတယ်။ဒါဟာစကလုံးစစ်ပွဲတွေနဲ့ပဲပြီးသွားမလား။စီးပွားရေးကဘလောက်ထိခိုက်လာနိုင်သလဲ။စစ်ရေးပဋိပက္ခစီကိုဥတီလာနိုင်သလား။တနည်းပြောရရင်ဂျပန်နဲ့တရုတ်တကယ်ဖြုတ်ကြတော့မလားဆိုတာသုံးသက်တင်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီပြဿနာရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ထိုင်ဝမ်အရေးကိုကြည့်ကြအောင်ပါ။တရုတ်နိုင်ငံရဲ့အာဏာရကွန်မြူနစ်ပါတီကထိုင်ဝမ်ကိုသူ့နိုင်ငံရဲ့ခွဲထွက်ပြည်နယ်တစ်ခုဖြစ်သတ်မှတ်ထားပြီးတော့ ပြန်လဲပေါင်းစည်းရေးလုပ်ရမယ်လို့အခိုင်အမာဆိုထားပါတယ်။လိုအပ်လာရင်စင်အားသုံးပြီးတော့တိမ့်ပိုင်မယ်လို့လည်းချိန်ကြောက်ထားပါတယ်။ဒါပေမဲ့ထိုင်ဝမ်ပြည်သူအများစုကတော့ဒီပေါင်းစည်းရေးဆိုတာကိုလုံးဝစန့်ကျင်ထားပါတယ်။ဂျပန်ရဲ့ပိုင်နက်နယ်မြေတချို့ဟာထိုင်ဝမ်ရဲ့အဓိကကျောင်းနဲ့ကီလိုမီတာ130မိုင်80လောက်ပဲဝေးပါတယ်။တမိုင်းကြောင်ရကြည့်မယ်ဆိုရင်လည်းတစ်ချိန်ကဖော်မိုဆာကျောင်းလို့ခေါ်ကြတဲ့ထိုင်ဝမ်ကျောင်းဟာဒုတိယကမ္ဘာစစ်မတိုင်ခင်အထိ290လောက် ဂျပန်ရဲ့ကိုလိုနီဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာဂျပန်စစ်ရှုံးပြီးနောက်မှာထိုင်ဝမ်ကိုအဲ့ဒီအချိန်ကတရုတ်သမ္မတနိုင်ငံ ROC လက်ထက်ပြန်လွှဲခဲ့ရပါတယ်။နောက်ပိုင်းပြည်တွင်းစစ်မှာကွန်မြူနစ်တွေနိုင်ပြီးတော့ကွန်မင်တန်အစိုးရကထိုင်ဝမ်ကျွန်းပေါ်ထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးတရုတ်ပြည်မာကြီးကိုတရုတ်ပြည်သူသမ္မတနိုင်ငံ PRC အဖြစ်ကွန်မြူနစ်တရုတ်ကအုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကိုတော့တရုတ်သမ္မတနိုင်ငံ ROC အဖြစ်ဆက်လက်ရည်တည်နေခဲ့ပါတယ်တကယ်လို့တရုတ်ကထိုင်ဝမ်ကိုတိုက်အမေရိကန်ကဝင်ကူညီခဲ့ရင်ဂျပန်လည်းပါလာနိုင်ပါတယ်ဂျပန်မြေပေါ်မှာအမေရိကန်စစ်စခန်းအများပြားရှိနေပါတယ်ဒါ့အပြင်တရုတ်နဲ့ပစိဖိတ်သမုဒ္ဒရာကြားမှာရှိတဲ့ပထမကျွန်းဆက် First Island Chain လို့ခေါ်တဲ့ဂျပန်ကနေထိုင်ဝမ်ဖိလစ်ပိုင်ကိုဖျက်ပြီးမလေးကျွန်းဆွယ်အထိကျွန်းနန်းကြီးအပေါ်မှာတရုတ်ကပထဝီနိုင်ငံရေးရထိန်းချုပ်သွားမှာကိုဂျပန်ဘက်က လိုလားမှာမဟုတ်ပါဘူးအခုလက်ရှိဂျပန်နဲ့တရုတ်ကြားကတင်းမာမှုကိုဆက်ကြည့်အောင်ပါဒီပြဿနာဟာပြီးခဲ့တဲ့အော်တိုဘာလမှာတာဝန်ယူခဲ့တဲ့ဂျပန်ဝန်ကြီးချုပ်သက်ဆာနာရဲ့တာကာအီချီရဲ့မှတ်ချက်ကနေစတင်ခဲ့တာ ဖြစ်ပါတယ်သူ့ရဲ့ပထမဆုံးပါလီမန်မိန်ခွန်းမှာထိုင်ဝမ်ကိုတရုတ်ကကျူးကျော်ဖို့ကြိုးစားခဲ့ရင်ဂျပန်နိုင်ငံအနေနဲ့စီရီးယားပါဝင်လာနိုင်ခြင်းရှိတယ်လို့အရေးမို့ပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်တာကာအီချီက ထိုင်ဝမ်ရေးဟာအစိုးဆုံးအခြေအနေကိုကြိုတင်တွက်ဆထားမယ်အထိပြင်းထန်လာပြီလို့ပြောခဲ့တာဖြစ်ပါတယ်တရုတ်ရဲ့တိုက်ခိုက်မှုဟာဂျပန်နိုင်ငံရဲ့ဖြစ်တည်မှုကိုချိန်ချောက်လာပြီလို့ယူဆရင်ဂျပန်ဟာကိုယ့်ကိုယ်ကိုကာဝေးတပ်ဖွဲ့ SDF ကိုတုံးဆွဲနိုင်တယ်လို့တက္ကသိုလ်ကြီးကပြောခဲ့တာဖြစ်ပါတယ်ဂျပန်ရဲ့စစ်ပီးခေဖွဲ့စည်းပုံအရနိုင်ငံတကာအငင်းပွားမှုတွေကိုဖြေရှင်းရမှာအင်အားသုံးခွင့်မရှိပါဘူးဒါပေမဲ့2015ခုနှစ်မှာဝန်ကြီးချုပ်ရှင်ဇိုအာဘေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတစ်ခုရှိပါတယ်။အဲ့ဒီဥပဒေကဂျပန်ဟာဓာတ်ရိုက်တိုက်ခိုက်မခံရရင်တောင်အချို့အခြေအနေတွေမှာစုပေါင်းကာကွယ်ခွင့် collective self defense ကိုကျင့်သုံးခွင့်ရှိနေပါတယ်။ဝန်ကြီးချုပ်တာကာအီချီဟာလက်ရရင်း Liberal Democratic Party LDP ကလာတာဖြစ်ပြီးတော့သူ့ရဲ့ဆရာဟောင်းရှင်ဇိုအာဘေးလိုပဲတရုတ်ပေါ်မှာသဘောထားတင်းမာသူဖြစ်ပါတယ်။သူဟာဂျပန်ရဲ့ကာကွယ်ရေးအသုံးစိတ်ကို GDP ရဲ့2%ခန့်အထိတိုးမြှင့်မယ်လို့လည်းကတိပြုထားပါတယ်။ တရုတ်ဘက်ကတော့ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။ဂျပန်ဝန်ကြီးရဲ့စကားကိုတရုတ်ဘော်စစ်ရေးချင်းချောင်းမှုဖြစ်သတ်မှတ်ခဲ့ပါတယ်။အိုဆာကာမြို့ကတရုတ်ကောင်စစ်ဝန်ချုပ်က X လူမှုကွန်ရက်မှာညှပ်တဲ့လေဘင်းကိုလှီးဖြတ်ပစ်မယ်ဆိုတဲ့စကားနဲ့ဝန်ကြီးချုပ်တာကာအီချီကိုရည်ညွှန်းတဲ့သဘောချင်းချောက်ရေးသားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ post ကိုပြန်ဖြုတ်သွားပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကဒီ post ကိုခုခံကာကွယ်ပြီးတော့ထိုင်ဝမ်ခွဲထွက်ရေးသမားတွေကို မှားယွင်းတဲ့အချက်ပေးမှုတွေမလုပ်ဖို့ဂျပန်ကိုထက်သတိပေးခဲ့ပါတယ်။နှစ်နိုင်ငံလုံးကတစ်ဖက်နိုင်ငံရဲ့တာမတ်တွေကိုအပြန်အလှန်ဆင့်ခေါ်သတိပေးခဲ့ကြပါတယ်။ဂျပန်ကိုသွားမဲ့ခီးသွားတွေနဲ့ចောင်းသားတွေကိုလုံခြုံရေးဆိုးရွားလာနိုင်တယ်။ရာဇဝတ်မှုတွေမှာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားခံရတယ်ဆိုပြီးတော့သတိပေးချက်တည်းတရုတ်ကထုတ်ပြန်ခဲ့ပါတယ်။ဂျပန်သားထိုင်ဝမ်ရေးမှာစေရေးရဝင်ပါရင်အပြင်းထန်ခြေမုံခံရလိမ့်မယ်လို့လည်းတရုတ်စစ်တပ်ကသတိပေးခဲ့ပြန်ပါတယ်။ပြီးခဲ့တဲ့တရင်ဝင်နေ့က ဂျပန်ကထိန်းချုပ်ထားပြီးတော့တရုတ်ကလည်းပိုင်ဆိုင်မှုအငင်းပွားနေတဲ့စင်ကာကူကျွန်းတွေနားကိုတရုတ်ကမ်းခြေဆောင်တမော်ဆေလွတ်ခဲ့တယ်လို့ဂျပန်ရဲ့အနောက်ဘက်အစွန်းဆုံးကျွန်းနားမှာတရုတ်စစ်ဘက်သုံး drone တွေ ပြန်တန်းခဲ့ပါတယ်ဒီနေရာမှာမေးစရာရှိလာတာကဂျပန်နဲ့တရုတ်တကယ်ဖြုတ်ကြမှာလားဆိုတာဖြစ်ပါတယ်တင်းမာမှုတွေမြင့်တက်လာနိုင်ရည်ရှိသလားဆိုရင်တော့ရှိပါတယ်ဒါပေမဲ့စေရေးရဒိုက်ရိုက်ထိတ်တိုက်တွေ့ဆုံမှု ဖြစ်နိုင်ခြေကတော့အရန်နေတယ်လို့လေးလာသူတွေကသုံးသပ်ပါတယ်ဆန်ကာကူကျွန်းလိုအငင်းပွားနေတဲ့နေရာတွေမှာဒါမှမဟုတ်ထိုင်ဝမ်ရဲ့လေချောင်းကာကွယ်ရေးဆောင် ADIZ မှာဗတော်ရဆထိခိုက်မှုတွေကနေပဋိပက္ခကြီးဖြစ်လာမှာကိုတော့စိုးရင်စရာရှိနေပါတယ်အဓိကကုံတွယ်ဘက်နှစ်နိုင်ငံကြားကစီးပွားရေးနဲ့လူမှုဆက်ဆံရေးတွေပေါ်မှာလက်ငင်းထိခိုက်မှုတွေကတော့ရှိလာပြီဖြစ်ပါတယ်ကျောက်ရဲ့ခီးသွွားသတိပေးချက်ကြောင့်နိုဝင်ဘာလ18ရက်နေ့ဂျပန်စတော့ဈေးကွက်မှာ လက်လီနဲ့ခီးသွားလုပ်ငန်းရှယ်ယာတွေထိုးကြခဲ့ပါတယ်အချက်လက်တွေရ2024မေလအထိဂျပန်မှာတရုတ်ကျောင်းသား3000ကျော်ရှိနေပြီးတော့ဒီနှစ်ပထမ၈လအတွင်းမှာပဲတရုတ်ခီးသွား6.8ခွနတန်းကျော်ဂျပန်ကိုလာရောက်လည်ပတ်ခဲ့ပါတယ်တရုတ်ရဲ့ဒီခီးသွားသတိပေးချက်ဟာဂျပန်နိုင်ငံတို့ကစီးပွားရေးရရန်ွေ2.1 trillion American dollar 14 billion လောက်ထိထိခိုက်စေနိုင်တယ်လို့နိုမူရသုတေသနအဖွဲ့ကခန့်မှန်းထားပါတယ်။လက်ရှိအချိန်မှာတော့ ဂျပန်ဝန်ကြီးချုပ်တာကာအီချီဟာသူ့ရဲ့ရည်တည်ချက်ကနေနောက်ဆုတ်မသွားပါဘူး။ဒါပေမဲ့အချိန်တွေပြန်လဲတည်ငြိမ်အောင်ဂျပန်ဘက်ကအစိမ့်မြင့်တန်တမန်တူကိုပေကျင်းမြို့တော်ကိုဆေလွတ်ထားပြီလို့ဂျပန်မီဒီယာတွေကဖော်ပြနေကြပါဗျ။အခုချိန်မှာတော့သကလုံးစစ်ပွဲအဆင့်ပဲရှိနေသေးပြီးတော့စီးပွားရေးရထိခိုက်မှုတွေပဲရှိနေပါသေးတယ်။ဒါပေမဲ့ဒီလိုတင်းမာမှုတွေကြားမှာတန်တမန်ရေးရအမှားရင်းတစ်ခုမတော်တဆဖြစ်စဉ်တစ်ခုကနေစစ်ရေးပဋိပက္ခအစာပြိုးသွားဖို့ဆိုတာ တိတ်ကိုနီးစပ်နေတာကြောင့်ဆက်ပြီးတော့သတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတပ်ငယ်လိန်ကုံကူးသူဂျက်ဖရီအက်စတန်ရဲ့မှတ်တမ်းတွေထုတ်ပြန်ရေးကို အောက်လွတ်တော် Republican အမတ်တွေမဲပေးထောက်ခံသင့်တယ်လို့သူ့ရဲ့ True Social လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ဒါဟာသူ့ရဲ့မူလရည်တည်ချက်ကနေတိတိတသားပြောင်းလဲသွားတာလည်းဖြစ်ပါတယ် Republican အမတ်ဒါဇင်နဲ့ချီက ပါတီလိုင်းကိုချိုးဖောက်ပြီးတော့မှတ်တမ်းတွေထုတ်ပြန်ရေးထောက်ခံမဲ့ပေးဖို့အချက်ပြခဲ့ပြီးမှထရက်ရဲ့ရည်ရည်ချက် ပြောင်းသွားတာဖြစ်ပါတယ်။ Abstain မှတ်တမ်းများပွင့်လင်းမြင်သာမှုရှိရေးအုပ်ဥပဒေမူကြမ်းကိုအောက်လွှတ်တော်မှာဒီတစ်ပတ်ထဲမှာမဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ဒီဥပဒေကြမ်းဟာအောက်လွှတ်တော်မှာအတည်ပြုဖို့မဲအလုံးလောက်ရထားပြီဆိုပေမဲ့အထက်လွှတ်တော်မှာအတည်ပြုပြည့်မဖြစ်ကြတော့မသေးချာသေးပါဘူး။ Trump ကတော့သူ့မှာဖုံးကွယ်ထားစရာဘာမှမရှိကြောင်းနဲ့တရားရေးဌာနကသမ္မတဟောင်းဘီကလင်တန်အပါအဝင် ဒီမိုကရက်တီနဲ့အက်စတန်ရဲ့ဆက်ဆံရေးကိုစုံစမ်းနေတယ်လို့လည်းရေးသားခဲ့ပါတယ်။ပြီးခဲ့တဲ့ပတ်ကဒီမိုကရက်တီထုတ်ပြန်ခဲ့တဲ့အီးမေးလ်တွေထဲမှာထရန့်ကိုညှဉ်းပန်းချက်တချို့ပါဝင်ခဲ့ပြီးတဲ့နောက်မှာအခုလိုမဲခွဲဆုံးဖြတ်ဖို့ကြီးညာခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်နဲ့ဂျက်ဖရီအက်စတန်တို့ဟာ1990ပြည့်လွန်နှစ်တွေနဲ့2000ပြည့်လွန်နှစ်အစောပိုင်းတလျှောက်လုံးမှာလူမှုရေးအရရော လုပ်ငန်းပိုင်းဆိုင်ရာအရပါဆက်ဆံရေးရှိခဲ့ကြပါတယ်။2004ခုနှစ်လောက်မှာသူတို့နှူးဆက်ဆံရေးမပြတ်စည်းခင်တည်း ပါတီဘွဲတွေနဲ့တခြားနေရာတွေမှာအတူတွဲတွေ့ရလေရှိပါတယ်။ဒါပေမဲ့ Epstein ရဲ့တပ်ငယ်လိန်ကုံကူးမှုတွေနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေကိုသိရှိခြင်းမရှိဘူးလို့ Trump ကငြင်းဆိုထားပါတယ်ခင်ဗျာ။ချီလီနိုင်ငံရဲ့သမ္မတရွေးကောက်ပွဲမှာအနိုင်ရှုံးမပြတ်သားခဲ့တဲ့အတွက်ဒီဇင်ဘာလ14ရက်နေ့မှာဒုတိယအကြော့ဖြစ်ထပ်ပြီးတော့ရှင်ပြန်ရမှာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာကွန်မြူနတီပါတီကိုယ်စားလှယ်ဂျန်နက်ဟာရာနဲ့ လက်ရဆုံးကိုယ်စားလှယ်ဟိုဆေးအန်တိုနီယိုကတ်စ်တို့ထိတ်တိုက်တွေးကြမှာ ဖြစ်ပါတယ်ပြီးခဲ့တဲ့တင်းငွေနေနေ့ပထမအကြော့မှာဟာရာက26.2ရာခိုင်နှုန်းကတ်စ်က24.6ရာခိုင်နှုန်းနဲ့ရလက်မကွာခဲ့ပါဘူးဒါပေမဲ့ဟာရာကဒီပွဲမှာတူတဲသောလက်ဝဲကိုယ်စားလှယ်ဖြစ်ခဲ့ပြီးတော့လက်ရမဲတွေကတော့မဲကွဲခဲ့တာကြောင့်ဒုတိယအကြော့မှာကတ်စ်ကသာလက်ရမဲတွေကိုပြန်စုစည်းနိုင်ခဲ့ရင်အသာစီးရနိုင်တယ်လို့သုံးသပ်နေကြပါတယ် ဒီရွေးကောက်ပွဲမဲဆိုတဲ့စီးရုံးမှုတွေမှာရာဇဝင်းမှုတွေနဲ့ရွှေပြောင်းဝင်ရောက်လာသူတွေရဲ့ကိစ္စကအဓိကကြားခဲ့ပါတယ်။အထူးသဖြင့်ပြပလူโซခိုင်းတွေရဲ့ချိန်ချောင်းမှုကိုနှိမ်နှင်းမယ်လို့ကိုယ်စားလှယ်လောင်းတွေကကြေပေးထားကြပါတယ်။အခုရွေးကောက်ပွဲဟာချီလီနိုင်ငံမှာမဲပေးခွင့်ရှိသူတိုင်းကိုအလိုလျောက်စရင်သွင်းပြီးတော့မဲမဖြစ်မနေပေးရတဲ့စနစ်နဲ့ကျင်းပတဲ့ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်ခင်ဗျာ။ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကျွန်တော်စမ်းခင့်တွေပါ။